နော်အဲ့ဒီထဲမှာအစိုးစုပ်ကစုံမဲလုံးပဲရာစာစိတ်ကန်းကထွက်လာတဲ့စီသိန်းဘောကြီးတွေနောက်နှစ်ရက်ဆိုတိလဝါရောက်မယ်ဆိုတဲ့ဂျင်းမှာလေးနှစ်ကျော်ကြာလာတဲ့အထိအဲ့ဒီသိန်းဘောကြီးတွေရောက်ကိုမရောက်လာသေးဘူးအခုလည်းအရင်အခါကလိုဒဝယ်ရင်နဲ့စိတ်ကန်းအနူးမြူဓာတ်အပေးစက်ရုံစတဲ့ဂျင်းတွေနဲ့အချင်းချင်းပတ်ထက်ကြပါလိမ့်ဦးမယ်အခုလည်းပတ်ထက်နေပြီလေနော် আলাদা নাই না পাকা তুমি এটা শনি মাত্র চলা পারে তোমার শনি হাস হয় নে যে নে তো নাই না তো রেন্ডো তো নাই গো তো সে পেনি রাম তুমি এই শনি লেগো না সে পেনি না পেবি তাই কেন কি আর পেনে রাম নে কি হানে রে নে পে ফটা সাশে মারি তুমি अभी अब तू गिरा देना နော်နောက်ပြီးတော့အခုအရင်နဲ့အရင်တခါကလို့ဒဝရင်နဲ့စိတ်ကန်းအာဂျင်းထက်ပြန်ပြီမိတို့ဆိုစီဘောမတွေရဲ့စိတ်ထဲပြည်သူတွေဘာမှပြန်မလုံနိုင်တဲ့တတ်မတော်ရဲ့ဆွေခိကိုပြန်လိုနေခြင်းကြတယ်အဘတို့ရဲ့ဆွေခိဆိုတာကပလာတာတွေခိုးစားခဲ့ကြတာစေးဆိုင်ကငပြောသည်နဲ့ ပေါင်မုတ်တွေလူစားခဲ့ကြတာအရက်ဆိုင်က အရက်ပလင်အကောင်းစားတွေခိုးယူခဲ့ကြတာဆန္နာပြပြည်သူတွေရဲ့ထမင်းထုပ်ကို တောင်းစားခဲ့ကြတာနော်မွေးမြူရေးချံကြက်တွေဝက်တွေဖမ်းပြီးတည်သွားခဲ့တာ အောက်ဆီဂျင်အိုးတွေစစ်တပ်ကမောင်းပိုင်စီးခဲ့ကြတာဖျားကအလူခံဘုတ်တွေမှခဲ့ကြတာဆိုင်ကလေးဆက်ပြီးတွေကိုကားပေါ်တင်ပြီးရောင်းစားခဲ့ကြတဲ့ရာဇဝင်ပဲရှိတယ်နော် ထမင်းနဲ့ဟင်းတွေကိုခူးခါစားတော့ပြီးထမင်းအိုးထဲချီးပါထားခဲ့တာအဲ့သက်60ကျော်အမေအိုကြီးကိုတန်းစီပြီးပဒိတ်ကျင်တာဘိုက်ကြီးတွေကိုတက်ဆုလိုက်ဝိုင်းကန်ခဲ့ကြတာပရိတ်တပွဲကိုသနတ်တင်နဲ့အာရပါရထုခဲ့ကြတာလေနောက်ဆုံးလမ်းဘေးမှာရပ်ထားတဲ့ကားတွေမှန်တွေရိုက်ခွင်အိတ်တွေကိုဂဲနဲ့ထုဘင်းနှင်းပေါက်တွေကိုလေးကွာနဲ့ပြစ် CCTV တွေကိုဝလုံးနဲ့ထိုးသေးရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီးရန်ကားချင်တိုင်းရန်ကားခဲ့ကြတဲ့အချိန်ဟာ အဘတို့ရဲ့ရွှေခေတ်ပဲဖြစ်တယ်။အဲ့ဒီချိန်တော့ကကြည်ဆက်တွေရဲ့လက်ထဲပန်းတွေပဲစီးခဲ့ကြတယ်။အခုကြတော့ဂန်းတွေကိုစီဖြစ်ကုန်ကြပြီအဘဘောမတွေမင်းတို့ဂျင်းထဲလို့မရတော့ဘူး။အခုအကုန်လောကဂန်းတွေဖြစ်ကုန်ပြီ။နော်။အခုတော့မှမြို့တဲကိုနော်တဖြည်းဖြည်းနဲ့စိတ်ဝင်ကြကုန်ပြီ။အဘလုံးမဲ့နျူကလီးယားနော်ဖြစ်မဖြစ် ပြီးတော့ရေနဲ့စိတ်ကန်းပြင်မပြင်အဘကတော့နော်သွားတော့ကျွေးကြော်နေပြီးတနိုင်ကတကဘာလို့ကိုနော်အခုစေမှုထမ်းသူနှစ်ဦးနေပြီးတော့တွင်လက်နဲ့ခဲရမ်းများဖြင့်အလင်းဝင်နေနေပြီးတော့မှအလင်းဝင်နေနော် အာဒမစမူထန်နဲ့ရသူ၂ယောက်လက်နဲ့ခံရံတွေနဲ့အတူအလင်းဝင်လာတယ်လို့နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်း901ကမှလ9ရက်နေ့မှာထုတ်ပြန်ထားတယ်။နော်ပဲခူးတိုင်းမင်းလာမျိုးနဲ့တပ်မ66လက်အောက်ခံနော်ကောင်းတယ်များများဝင်လာကြမှာ အခုဘမော်စီစာကခ27ခလာရ40ခုနဲ့တိုက်ကတူဂျောင်းဝင်းတို့ AKNE ယနေ့နန်နဲ့တပြိုင်တည်းထိုးစစ်စင်တယ်တို့လားသူများဒေတာပဲကတော့ထိုးစစ်စင်တသက်ပဲပြောတာပြောတာအခုအောင်စရာစစ်ကြောင်းငြိမ့်နေတယ်ဘာမှမကြားရပါလားအော်ပျောက်ကြားနဲ့တိုက်နေတာ ဖြစ်ပါလိမ့်မယ်နိုင်ငံတော်အဆင့်ကိုပျောက်ကြားနဲ့တိုက်နေတယ်ဆိုတော့မဆိုးပါဘူးเนาะနိုင်ငံတော်အဆင့်သူတို့အော်အော်နေနိုင်ငံတော်အဆင့် ်ပျောက်ကြားနဲ့တိုက်နေလို့ဖြစ်မယ်နော်ဘာသာမှမကြားရဘူး မှတိုက်ပွဲတွင်တန်ရာရတော်လန်ရေးရဲဘော်များအားမိုးပြက် PDF ကဲဆယ်ရေးတပ်ဖွဲ့မှစေကူသားပိုင်းဆိုင်ရာစ조사ကူညီပေးနေတဲ့မြင်ကွင်းကြည့်ပါဦးကျွန်တို့ရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကျန်းဒုက္ခရောက်ကျန်းမိုးပြက်နော် ဟိုအခုပကိုးညောင်ကျိုးမှာအေအေကအတင်းဝင်တိုက်နေလို့ရန်ကုန်ကခွန်တုံညတိခွန်တုံညနှစ်ခွန်တုံညတော့ကစစ်ကူပိုးပေးနေရပြီကောက်ပြီဟေးကောက်ပြီနော်အခုအေအေကဒီပကိုးမှာဝင်တိုက်ဝင်တိုက်ပေးတာအခုရန်ကုန်ကစစ်အင်အားတော်သူတို့ဝင်ယူရတယ်ပြီသူတို့မေလို့မင်းအွန်လိုင်းတက်တယ်ကောက်ပြီ ညောင်ကျိုးတိုက်ပွဲပြင်းထန်၍လက်လုခရခဏီရန်ကုန်ကတိုက်ရင်းများကိုပါအင်အားဖြစ်နေရတယ်အခုဗမော်လို့ပေါ့နော်ဗမော်ကဗမော်မှာတိုက်ပွဲဖြစ်တယ်နော်အင်အားမလောက်လို့မြစ်ကြီးနားကအင်အားတွေကိုယူရတယ်လို့အခုဘကိုးကအင်အားမလောက်လို့ရန်ကုန်ကအင်အားကိုသူတို့ယူရတယ်ကြည့်အင်အားမရှိတော့ဘူးမင်းအောင်နိုင်ကအင်အားမရှိတော့ဘူးနော်အပူရုပ်ကိုဟန်လောက်ပြီးတော့နိုင်ငံတကာလက်ပြနေတာ အခုဆမ်းမြောက်နေမြင်အငင်းပွားမှုလူထုသဘောဖြင့်ဆုံးဖြတ်မယ်လို့ KIA ပြောတယ်အထအမှန်ဆုံးပဲနော်ဒီຫນွေဦးတော်လိုင်းကြီးကလူထုတော်လိုင်းကြီးဒေသခံတွေရဲ့သဘောထားကိုနော်အဆုံးဖြတ်ယူရမယ်အဲ့ဒါအခု AA သွားတဲ့လမ်း KIA သွားတဲ့လမ်းစဉ်ကအဲ့ဒါအဲ့ဒီလမ်းစဉ်ပဲနော်အခု KIA KIA တဆွဲထားတဲ့နေရာကို TNLA ကနော်ဟိုဗနဲ့ သူတို့ဖျောက်ပြီးတော့ပြောမှဆိုရင်သူတို့အနိုင်ကျင့်တာပေါ့အဲကြောင့်မို့အခု KIA ကပြောတော့လူမှုဆန္ဒနဲ့သူတို့ဆုပ်ဖြတ်မယ်အဲ့ဒါအမှန်ဆုံးပဲတကယ်လို့ဒီဒေသမှာရှိတဲ့เนาะဒီဒေသမှာရှိတဲ့ပြည်သူလူထုက TNA ကိုဂျွေးမယ်ဆိုရင် TNA ကเนาะအဲ့ဒီမှာထားတင်တယ် KIA ကိုဂျွေးမယ်ဆိုရင် KIA ကိုအဲ့ဒီမှာထားတင်တာလူထုရဲ့ဆန္ဒဒါအမှန်ကန်ဆုံးပဲ ကျမတို့သွားချင်နေတဲ့စနစ်ကဒီစနစ်ပဲเนาะတချို့ကတော့ပြောမယ်။ဩဘာနဲ့ဒူဒူစနစ်ရွေးလို့စင်ဗမာလူမျိုးတွေကများတယ်လေဗမာလူတို့ပဲနိုင်မှာမဟုတ်တချို့ကအဲ့လိုမျိုးပြောကြတယ်ဒါမဲ့ကျမတို့စဉ်းစားရမှာကလူဒူစနစ်เนาะခွဲခြားလူမျိုးရေးမရှိတော့ဘူးလူမျိုးရေးမရှိတော့ဘူးခွဲခြားတဲ့စနစ်မရှိတော့ဘူးဒါမဲ့ရွေးချယ်တဲ့နေရာမှာလေလူဒူအရေးချင်းရှိတဲ့ခေါင်းဆောင်တွေကိုပဲယူရမှာလေ။ ဟာငါလူမျိုးကိုပဲငါရွေးမယ်ဟိုအခုလက်ရှိကရင်ခေါင်းဆောင်တွေလို့ပေါ့နော်အတော်လုံးတမားတွေဟိုအရေးချင်းစစ်စစ်မစစ်စစ်ငါအမျိုးဖြစ်ရင်ပြီးရောအဲ့လိုမျိုးရွေးချယ်လို့အခုလက်ရှိကရင်ပြည်နယ်တော်လှန်ရေးမအောင်မြင်တာကိုပဲကြီးလိုက်နော်လူမျိုးရေးကိုကြီးစရာမလိုဘူးအရေးအချင်းရှိတဲ့ခေါင်းဆောင်တွေကိုရွေးနိုင်အထူးသဖြင့်လက်ရုံးရည်နှလုံးရည်ရှိတဲ့ခေါင်းဆောင်တွေကိုရွေးနိုင် နော်အဲ့ဒီခေါင်းဆောင်တွေကနေလူမျိုးရေးသွေးမခွဲတော့ဘူးနော်လူတိုင်းလူမျိုးတိုင်းကိုဒန်းသူအခွင့်ရေးထားတယ်အားလုံးကိုချစ်တယ်ဒါဆိုရင်လူမျိုးရေးသွေးခွဲဆရာမလို့တော့ဘူးအဲ့လိုပြောလို့နော်ကိုယ့်ရဲ့ဂျိုးရရင်ကျင်းမှုပြောင်းမှာမပြောက်ဘူးနော်တော်နိုင်ရေးအဲ့လိုဒီဒူဒူတော်နိုင်ရေးပြီးသွားလို့ဆိုရင်တော်နိုင်ရေးစနစ်ကျွန်မတို့တိုက်တဲ့စနစ်အောင်မြင်သွားလို့ရှိရင်ဘသူမဆိုလွတ်လပ်စွာလှုပ်ပိုင်ခွင့်ရှိတယ်နော်ကရင်ရိုးရလုံးလား ဘယ်ရင်ရင်ချင်းမူလုံးလားဘာလုံးမလဲအကောင်လုံးလို့ရတယ်ဘာဖြစ်လဲဒီမိုကရေစီနိုင်ငံဖြစ်လို့เนาะဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက်ကြိုက်တယ်လို့လုံးလို့ရတယ်အခုအာနာစင်ကကြီးစိုးနေတော့เนาะလွတ်လွတ်လပ်လပ်လုံးလို့မရဘူးစောပါဥကိုချစ်တယ်တဲ့ကရင်ပြည်နယ်မှာเนาะမေးကြည့်လိုက်စောပါဥကိုချစ်တယ်ပြောပြီးတော့စောပါဥရဲ့ရုပ်ထုကိုเนาะဒီကရင်ပြည်နယ်မှာထားဖို့ ဘယ်သူကမှမတိုက်တုံကြဘူးဘယ်သူကမှပြောတာမတွေ့ကြဘူးအထူးဖြစ်ကရင်ကျေးစားလက်နဲ့ကင်လေးကိုကရင်ပြည်နယ်မှာကရင်ပြည်နယ်မှာကရင်ပိုင်နေဆိုရင်ကျမတို့ရဲ့အမျိုးသားခေါင်းဆောင်ကြီးစောပါဦးရဲ့ရုပ်ထုကိုဘာလို့ထားလို့မရတာလဲအဲ့ဒါလားမင်းတို့စောပါဦးကိုချစ်တယ်စောပါဦးသွေးစောပါဦးသွေးပြောပြီးတော့နော်လူမျိုးရင်းနဲ့ပဲမိုင်းတိုက်နေတဲ့နော်လူမျိုးရင်းနဲ့ပဲသွေးခွဲတဲ့ဒီတတိယအုပ်စုမေအေလိုမင်းအောင်နိုင် နော်မွေးစားထားတဲ့ထောက်လန်းရေးဂျင်းသမစကားတကူနေတို့ရောက်ပြီးတော့လူမျိုးရေးကိုပဲနော်လိုက်သွားတယ်လူမျိုးရေးသွေးခွဲနေဒါပေမဲ့စောပါဦးသွားတဲ့လမ်းစဉ်ကလူမျိုးရေးလမ်းစဉ်မဟုတ်ဘူးစောပါဦးလိုချင်တာပြပြသားသားတိုက်ဖို့သူတို့ကရင် အားလုံးကရင်တမျိုးသားအားလုံးလူမြောက်ဖို့စောပါဦးလိုချင်တာအခုမင်းတို့ကစောပါဦးသားတွေတမိတွေပြောပြီးတော့လက်ရှိ စောဘဦးရဲ့ဂုံသိခါကိုစောဘဦးရဲ့ကရင်တမျိုးသားလို့ကိုသိခါကြအောင်လုပ်နေတဲ့ဒီကျေးစားလက်နဲ့ကင်တွေကိုကြတော့မင်းတို့စောက်တန်မထွက်ရဲဘူးနော်စောက်တန်မထွက်ရဲဘူးမဖြစ်လို့လဲဝေစားမြစားမျိုးစို့နေရလို့မင်းတို့စောက်တန်မထွက်ရဲဘူးဘာစကအမျိုးသားရေးလို့အမျိုးသားရေးလို့អော်ပြီးတော့နော်စောဘဦးရဲ့လမ်းစဉ်ကိုမင်းတို့မသွားဘဲနဲ့ ဗစနဲ့ပဲမင်းတို့ချစ်နေလို့မင်းတို့တော်နိုင်ရေးအောင်မြင်မှာမဟုတ်ဘူးဟုတ်ပါ Oke, sama tuan tua rome, no? Sama ma di be, tem ma di kena re. Nanti be ma. Piora, ayah, payah, piora, more. အခုနော်ရဲဘော်လေးစားအပ်တော့မိတ်ဆွေမိတ်ဖက်များရဲဘော်ရဲဘက်များအားလုံးကိုအနုအညွတ်မေတ္တာရခံပန်ကြားအပ်ပါသည်တဲ့ဒီတိုင်းဒီမှာဖက်စစ်အကြမ်းဖက်စစ်အုပ်စုအဆက်ဆက်ကပြည်တွင်းမှာကောနိုင်ငံတကာကိုပါနစ်ပေါင်းများစွာဖြန့်ခဲ့တဲ့ဝါဒမိုင်းကြီးကအခုထိုးစပ်ကြီးတစ်ခုရှိတယ်เนาะတစ်ခုထိုးဝါဒမိုင်းကြီးတစ်ခုထိုးစပ်ကြီးတစ်ခုရှိတယ် ဲ့ဒါကဘာလဲဆိုတော့ဒီတိုင်းပြည်သူသူတို့အဆိုတတ်မတော်တာတည်ငြိမ်တည်တက်ခိုင်မြဲနေတာ ဖြစ်တယ်တတ်မတော်တာမရှိရင်တိုင်းသားလူမျိုးတွေအချင်းချင်းတော်လှန်ရေးလက်နက်ကင်တပ်ဖွဲ့တွေအချင်းချင်းထားချကြပြီးတော့တိုင်းပြည်ကကပောင်းကနေဘယုတ်ဘယက်ဖြစ်မှာသေးကြတယ်အဲ့ဒါလက်ရှိနော်ခေအဆက်ဆက်ကဂျင်းထဲလာတဲ့မင်းအွန်လိုင်းတက်ကဂျင်းစကား သူတို့တတ်မတော်မရှိလို့စီတိုင်းပြည်ပြိုကိုဟဲတော့မယ်နော်အခုအချင်းချင်းကိုမိုက်တိုက်သွေးခွဲပြီးတော့နော်တိုင်းရင်သားတွေအချင်းချင်းဗမာလူမျိုးနဲ့သွေးခွဲပြီးတော့ဟိုဘယ်လိုရမလဲငါတို့နိုင်ငံပြိုကွဲတော့မယ်တတ်မတော်မရှိလို့စီနိုင်ငံပြိုကွဲတော့မယ်ပြိုကွဲနေပြီတတ်မတော်မရှိလို့မရဘူးအဲ့လိုချင်းသတင်းနေနဲ့ဒါကိုနိုင်ငံတကာတွေကလည်းယုံကြည်ကြတယ်နော် ပညာမဲ့တဲ့လူတွေကတော့ယုံကြည်မှာပဲဒီတိုင်းမြေသူတို့ကနော်တတ်မတော်မရှိရင်တိုင်းကြီးသားလူမျိုးတွေအချင်းချင်းတော်နိုင်ရဲ့လက်နဲ့ကန်တက်ဖို့တွေအချင်းချင်းထားချကြပြီးတော့တိုင်းမြေကပေါင်းကနေဘယုတ်ဘယက်ဖြစ်မှသေးကြတယ်တိုင်းပြည်ကပြိုကွဲချိန်နိုင်ငံဖြစ်မှသိကြတယ်အာအခုကရင်နိုင်ငံနဲ့သွားမှဘာလုပ်လဲတခြားပြည်နယ်တွေနိုင်ငံနဲ့မသွားဘူးเนาะအေးအေးလဲမခွဲထွက်ဘူး TLA တို့ NDA တို့လည်းမခွဲထွက်ဘူးဘယ်သူမှမခွဲထွက်ဘူးဒါပေမဲ့ဒီကရင်ကနိုင်ငံနဲ့တဝါချင်တာလေကျမပြောနေဟုတ်လားမနေ့က KNU တဖြစ်လဲစကားစเนาะဂဟန်ဆောင်နဲ့ KNU ဖြစ်တယ်ကရင်တွေက ကရင်နိုင်ငံနဲ့တဝါမှာသူတို့ကစကားစဂျင်းကိုသူတို့ account ထဲပို့ပေးနေတာเนาะစကားစဂျင်းကိုသူတို့ account ထဲပို့ပေးနေတာ ဒီအဲ့ဒီချိန်ကျမှဒီတိုင်းမိကမျောလင်းချင်တဲ့အနာကမဲ့ပြီးလှုပ်ချုံရင်းနဲ့တည်ငြိမ်ရေးအရာတကဘာလောကဒုက္ခအကြီးကျယ်ပေးမဲ့တကယ်ပြဿနာအဆုတ်ထုတ်နိုင်ငံတစ်ခုဖြစ်လာမင်းအဲ့လိုဂျင်းနေနော်ပြီးတော့ပြန်မပြည့်နိုင်ငံရေးတော်နိုင်ရေးအင်အားစုဆိုတာတွေကလည်းဘယ်နိုင်ရော အခါကမှအမှန်တကယ်စုစည်းညှို့ခဲ့ကြတာမဟုတ်ဘူး